အာဂဒါပေါ်မှာဆက်ရုပ်သုံးကောင်ဆက်ရုပ်ပေါက်စားအကောင်ငယ်လေးနဲ့တိုက်ခိုက်နေကြပါတယ်။တကယ်ကတော့ဗီလင်ကောင်းဆောင်ရဲ့အိုမီထရီကိုရှာဖို့အတွက်သူတို့ရဲ့စကေးလ်ကိုစမ်းသပ်နေရပဲဖြစ်ပါတယ်။သူတို့သုံးအောင်တော့ကြေးစားဆက်ရုပ်ကောင်တွေပဲဖြစ်ပါတယ်။ခေါင်းဆောင်ကကြေးစားသုံးအောင်လို့ရဲ့စကေးလ်ကိုကြိုက်သွားပြီးသုံးအောင်လို့ရွေးချယ်လိုက်ပါတယ်။ဒါပေမဲ့အိုမီထရီကိုယူနိုင်တဲ့သူကပဲစိုးကိုရမယ်ဆိုပြီးပြောလိုက်တာကြောင့်ကြေးစားသုံးအောင်ကဘာမီပေါ်ထွက်လာခဲ့ပါတယ်။တစ်ဖက်မှာအဖိုးမတ်ကလည်းဘန်ကိုလေ့ကျင့်မှုအတွက်စီစဉ်ပေးနေပါတယ်။ဖိုးမတ်ကဘန်ကိုခွန်အားကိုပဲမသုံးမဲ့ညံအောင်လည်းသုံးလို့ပြောနေပါတယ်။ဘန်ကတော့ပေါ့ပြပြနဲ့ဆရာကြီးဆိုင်နဲ့လေ့ကျင့်နေပါတယ်။ နောက်တော့ဗန်တလွဲလုံးမိသွားပြီအဲ့ဒီနေရာကနေမြေပိုတုံးတော်ထွက်လာခဲ့ကြပါတယ်အဖိုးမတ်ကလည်းအဖိုးတို့လိုချင်တာအဲ့ဒီနာယူရောင်းအောင်ချုပ်ဖို့ပဲနာယီကကစားစရာမဟုတ်ဘူးနာယီတေချာအသုံးပြုတော့စဉ်းစားရမယ်ဆိုပြီးဗန်ကိုဆုံးမနေပါတယ်အဲ့လိုနဲ့လန်ဒိုဘက်မှာပဲဗန်တို့ရဲ့ကားပြတ်သွားခဲ့ပါတယ်အရင်ကြေးစားဆက်ရုပ်တွေကလည်းဗန်လေးချင်းခဲ့တဲ့နေရာကိုရောက်လာကြပါတယ်ကြေးစားကောင်းတွေလည်းတနီယာစီခွဲပြီးထွက်လာခဲ့လိုက်ပါတယ်တစ်ဖက်မှာဗန်တို့ရဲ့ကားကလည်းစီပိုက်ပေါက်သွားတာကြောင့်အဖိုးမတ်လည်းပိုက်ကိုပြင်ရပါတော့တယ်ဗန်ကတော့အဖိုးမတ်ပိုက်ပြင်နေရခြင်းမျိုးထဲမှာရှောက်ကြည့်အောင်မယ်ဆိုပြီးထွက်သွားခဲ့ပါတယ်အဖိုးမတ်ကလည်းဗန်ပေါက်ကြရတွေမလုံအောင်ခွဲအောင်လိုက်သွားခဲ့ပါတယ်ဗန်ကလည်းခွန်လိုက်လာတာကိုတီးသွားပြီးခွန် ောင်းစားဖို့အတွက်လက်ပတ်တွေရတကောင်ပြောင်းလိုက်ပါတယ်။ဘန်အုံမူထွေးကိုအသုံးပြုလိုက်တာကြောင့်ခြေစားကောင်နဲ့ဘန်ရှိရဲ့နေရာကိုသိသွားပြီးလိုက်လာခဲ့ပါတယ်။တစ်ဖက်မှာဘန်ကလည်း good friend အတွင်နဲ့ gone စနေပါတယ်။အဲ့ရင်ကနန်းလက်မှခြေစားကောင်ရောက်လာခဲ့ပါတယ်။ဘန်ကလည်းကိုဖြောက်ပြီးခြေစားကောင်တီးဖို့ကြံပေမဲ့မြေတူးကောင်ကဘန်ကိုမြင်နေရကြောင့်ချွေးပြပြအရေးနဲ့ပြစ်လိုက်ပါတယ်။အဲ့ဒီအရေးကြောင့်ဘန်ရဲ့ပါဝါတွေသုံးမရတော့ပဲတီးခံနေရပါတယ်။နောက်တော့ဘန်လည်းမောင်းနဲ့တစ်ခုကိုဆွဲချလိုက်တာကြောင့်ကနန်းလက်မကောင်ကိုခဏသိမ့်နိုင်ခဲ့ပြီးလွတ်လာခဲ့ပါတယ်။အဲ့ရင်3ရန်ကောင်းဆုံးတဲ့ခြေစားကတနီယာကနေဘန်ကိုကြည့်နေခဲ့ပါတယ်။အဲ့လိုနဲ့ဘန်တို့လည်းအဖိုးမဆီပြေးလာပြီးအကြောင်းစုံပြောပြကမျိုးရေကနေထွက်သွားခဲ့ကြပါတယ်။အဲ့ ဲ့ရင်ဘန်လို့စီနောက်ထပ်ကြေးစားတကောင်ရောက်လာပြီတိုက်ခိုက်နေပါတယ်ဖိုးမတ်ကလည်းအခွင့်ကြုံတော့ကြေးစားကောင်ကားနဲ့တက်ချိတ်ပြီးဂျင်းနဲ့နေပါတယ်တကယ်တော့ကြေးစားကောင်ကဘာမှမဖြစ်ပဲကားပြီးသာပေါက်သွားခဲ့ပါတယ်အဲ့လိုနဲ့ဘန်လို့လည်းမိုင်းရင်းနဲ့ကိုပြေးဝင်သွားခဲ့ပါတယ်ဒါပေမဲ့ကနန်းလက်မနဲ့ကောင်ရောက်လာပြီးလိုက်နေရာကြောင့်ဘန်လို့လည်းပပီးနေရပါတယ်နောက်ဆုံးမှလမ်းဆုံးရောက်လာပြီးယူချက်စရာမရှိတာကြောင့်ကြောင်မီသွေးတည်တဲ့ဆက်သွဲကိုစီပြီးပြေးထွက်လာခဲ့ကြပါတယ်အဲ့ရင်ကနန်းလက်မနဲ့ကောင်ကကျိုးကိုဖြတ်ဖို့လုံနေရင်သူတို့အချင်းချင်းအဝေးမတိတ်လာကြအောင်ပဲကနန်းလက်မနဲ့ကောင်တစ်ချက်တီးခံလိုက်ရပါတယ်အဲ့ရင်ဘန်နာကြီးလည်းအတုံးပြုတ်လို့ရသွားကြောင်ဒိုင်မိုဟက်အသွင်ပြောင်းပြီးတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ဘန်နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေရပြီးကြေး းသားကောင်တွေကလည်းအရန်အောင်မှကြမ်းလုံးတာကြောင့်ဗန်မဲအတီးခံနေရပါတယ်။အရင်အစိမ့်ငွေဘုံလုံးကြလာပြီးတွီးကန်မျက်နှာဘုံနဲ့ကြေးသားကောင်လည်းဗန်အောင်ဆွဲခေါ်လာခဲ့ပါတယ်။ကြေးသားကောင်ကကဘာမီမှာလူတွေအများကြီးရှိရတဲ့အတိုင်းလက်ပတ်ကမင်းလုံးကတုံးစီမှရှိနေလို့ဆိုပြီးဗန်အောင်ပြောနေပါတယ်။ဗန်လည်းလက်ပတ်ကိုချုပ်ဖို့စူးစမ်းရမယ်မရဘူးလို့ပြန်ပြောလိုက်ပါတယ်။လက်ပတ်ကလည်းဝေထားတဲ့သူရဲ့ DNA ကိုကောင်းကောင်းအသုံးချရဆိုပြီးချုပ်လို့မရဘူးလို့ပြောနေချင်းဗန်ကနောက်ကနေအလစ်ဝင်တီးပြီးမဲ့ဗန်ကပြန်တီးခံလိုက်ရပါတယ်။ကြေးသားကောင်ကလည်းမစ်စတီရွေးချယ်တဲ့ပုံကလည်းဘာမှမစင်စားပဲခုံအောင်ပဲကြည့်ပြီးရွေးချယ်တာဆိုပြီးအပြစ်တင်နေပါတယ်။အိုမီထွစ်ကကစားစရာအယုံမဟုတ်ပဲအာဂါသာထဲမှာဆိုအစွမ်းအကြီး ဆုံးလက်နက်လို့ပြောပြီးအခက်မသိရင်မင်းသားပါပါဝါနေတယ်လို့ပြောပါတယ်။ဘန်းကလည်းဖမ်းတော်သွားဖို့လုံနေကြအောင်ဘန်းလည်းကြီးစားကောင်ကိုပြန်ခုခံပါတယ်။ဒါပေမဲ့ဘန်းမဲခံနေရပြီးကြီးစားကောင်ကလည်းမင်းရွေးရတဲ့စစ်တီရဲ့အားနဲ့ချက်အားသာကြောင်မသိပဲမင်းကောင်ကောင်အသုံးမချနိုင်ဘူးလို့ပြောလိုက်ပါတယ်။တကယ်တော့ကြီးစားကောင်ကလည်းဒိုင်မွန်ဟက်ဂျိုသားကောင်ပဲဖြစ်ပါတယ်။ဘန်းကိုဖမ်းတော်သွားဖို့လုံနေချင်းကနဲလက်မလို့ကြီးစားနှစ်ကောင်ရောက်လာပြီးသူတို့နှစ်ယောက်ကစုကိုအညီမျှခွဲယူမယ်ပြောပြီးဒိုင်မွန်ဟက်ကိုလည်းနှစ်ပိုင်းပိုင်းပြီးမယ်လို့ပြောပါတယ်။ကြီးစားကောင်ကလည်းစတင်တိုက်ခိုက်လာကြအောင်ဘန်နဲ့အတူလုံယုံတဲ့နေရာစီပြေးလာခဲ့ပါတယ်။ဘန်ကပြန်ချဖို့ပြောနေပေမဲ့ဒိုင်မွန်ဟက်ကတော့အိုမီထရစ်ကိုကာကွယ်ဖို့ကပထမပဲဆိုပြီးပြန်ပြောပါတယ်။ဘန်နဲ့သူမိ သားစုဖမ်းခံရတာပြီကဲရမယ်လို့ပြောနေပေမယ့်ဒိုင်မွန်ဟတ်ကတော့မင်းမကယ်နိုင်ဘူးငါ့ escape ဖို့ပြောင်းအရင်ရောက်အောင်ယူရမယ်အဲ့ဒါမှဒီဂျိုကနေထွက်လို့ရမှာလို့ပြောပြီးဒိုင်မွန်ဟတ်ကနှစ်ကောင်တစ်ကောင်တီးပါတော့တယ်ဒိုင်မွန်ဟတ်လည်းသူ့ရဲ့အားသာချက်တွေကိုတုံးပြီးတိုက်ခိုက်နေပါတယ်တစ်ဖက်မှာဘန်ကလည်းလက်ပတ်ကိုအသုံးပြုလို့ရနေပြီဖြစ်ပါတယ်အရှင်ကနန်းလက်မကဘန်ကိုတွေ့သွားကြောင်းဘန်နဲ့တိုက်ခိုက်ဖို့အကြောင်းဖန်လာပါတော့တယ်အရှင်ဘန်အဖိုးမတ်နဲ့ဒိုင်မွန်ဟတ်ပြောခဲ့တဲ့ခွန်အောက်ပဲမတုံးမဲ့ညံအောင်လည်းတုံးလို့ပြောတဲ့စကားကိုပြန်တွေးမိပြီဒီတစ်ခါမှတော့ဘန် grey matter တွင်ပြောင်းလိုက်ပါတယ်နောက်တော့ဘန်လည်းကနန်းလက်မရဲ့ထိန်းချုပ်ရေးဂျိုးတွေကိုဖျက်ဆီးလိုက်တာကြောင့်ကနန်းလက်မလည်းမှောက်သွားခဲ့ပါတယ်အဲ့တော့နောက်တစ်ခေါက်ရင်ပြန် န်တန်းရဲ့စနစ်ကြိုးတွေကိုပါထက်ပြက်စီးလိုက်တာကြောင့်ကြေးစားကောင်နဲ့ဘေးဥဒုက္ခတွေဖြစ်ပြီးနှစ်ကောင်လုံးကိုအမောက်သိမ့်နိုင်ခဲ့ပါတယ်။အဲနောက် Diamond Hack ကလည်းဘန်းအောင်ချီးကျူးနေပြီးသူ့ရဲ့ skate ပြားကိုလည်းဘန်းအောင် ပေးခဲ့လိုက်ပါတယ်။တကယ်တော့ Diamond Hack က skate ပြားပါမှသူ့ဂျိုပေါ်ပြန်လို့ရမှာမဟုတ်ပဲဘန်းအောင်စမ်းသက်တာပဲဖြစ်ပါတယ်။အဲ့လိုနဲ့ Omitrix ကိုလိုချင်နေတဲ့ villain ကောင်းဆိုလည်း Diamond Hack တစ္ဆာပေါတာကိုတီးသွားခဲ့ပါတယ်။